လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ ငလင်ကယ်ဆယ်စကန်နဲ့ငလင်ဘေးတဲ့ကြေးရတချို့မှာတောက်သုံးရင်လိုအပ်နေပြီးတချို့ကယ်ဆယ်စကန်တွေမှာတောက်သုံးရင်မတန်ရှင်းတာနဲ့လုံလောက်တဲ့အင်တာတွေမရှိရကြောင်းဝမ်းရောဂါလိုကျန်းမာရေးပြဿနာတွေကြုံတွေ့နေရတယ်လို့ကုညီထောက်ပံ့ရေးလှုပ်ဆောင်နေသူတွေကပြောပါရယ်။စကိုင်းမြို့ကိုဗဟုပြုပြီးအင်အား9000မှ9000အဆင့်ရှိတဲ့ ငလင်လှုပ်ခတ်မှုဟာအေဘီလာ28ရက်မနေ့ကတလားပြည့်ခဲ့ပြီဖြစ်ပေမဲ့ငလင်ရဲ့ဘိုးကျမအေရီးယားတွေဖြစ်တဲ့မန္တလေးစကိုင်းမှာရှိတဲ့ငလင်ပေးသိမ့်ပြည်သူတွေဟာကျမ်းမာရေးဆောက်ရှောက်မှုအပါအဝင်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တယ်လို့မျိုးကံတွေကပြောပါတယ်ကျမရေးပြဒနာအပေါ်ဝင်ကုညီထောက်ပံ့ရေးလိုအပ်ချက်တွေရှိနေဆဲဖြစ်ပေမဲ့တချို့သော cancer scan တွေမှာအဲ့ဒီကိစ္စရပ်တွေကို စကန်တာဝန်ခံတွေကဖုံးကွယ်ထားပြီးအလင်းပေးတဲ့ပြည်သူတွေကိုဓာတ်ရိုက်ထိတွေ့လူဒန်းခွင့်ကိုလည်းကန့်သက်ထားတယ်လို့ကယ်ဆယ်စကန်တချို့ကိုကိုယ်တိုင်ရောက်ရှိကြုံတွေ့ခဲ့ရသူတို့ကပြောပါတယ်ငလင်းဘေးတန်တွေနေသားနဲ့ဘေးတင်ပြည်သူတွေအတွက်ကုလသမဂ္ဂအပေါင်းရင်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့အလူငွေတွေဒေါ်လာတန်နဲ့ချီစုပ်စုထံထောက်ပံ့ကုညီလူဒန်းထားခဲ့ပေမဲ့လက်ရှိအချိန်ထိ အဆိုပါအထောက်ပံ့တွေနဲ့ဆက်ဆက်တဲ့ကုညင်မှုမျိုးငလင်ဘေးသင့်ပြည်သူတွေအများစုမရရှိကြသလိုစားနပ်ရိက်ကပေးဝေရီတွေမှာလည်းငလင်ဘေးမသင့်သူတွေပါရရှိနေတဲ့အပေါ်မျိုးကံပြည်သူတွေကဝေဖန်ပြောဆိုမှုတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအထောက်ပံ့ပစ္စည်းတွေကိုငလင်ဘေးတန်တဲ့ပြည်သူတွေမရရှိဘဲ ငလင်တန်ဆူဆူရွားမခံစားဘဲငလင်ဘေးကလွတ်ကင်းတဲ့သူတွေလက်ထဲမှာသာအဆိုပါအရေးပေါ်ကူညီထောက်ပံ့ရေးပစ္စည်းတွေရောက်ရှိနေတာတွေတွေ့ရှိခဲ့ရတယ်လို့မြေပြင်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတို့က MP ကိုပြောပါတယ်လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထွတ်ထွရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်ပြင်ပလဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံကိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ